အာအလုံးမမင်္ဂလာပါခင်ဗျာကျွန်တော်ရောမျိုးရင်းစံဖြစ်ပါတယ် The Discipline Trader Page ရဲ့ပြင်နိုင်များဝေသူဖြစ်တယ်လို့ Project X Trading Team ရဲ့ Founder လည်းဖြစ်ပါတယ် Okay ဒီ video လေးမှာကကျွန်တော်ကဒီ လက်ရှိပေါ့နော်ကျွန်တော်တို့ဒီ crypto market ကဒါ bull trend ဘက်ကိုသွားနိုင်ခြေရှိတယ်ဆိုတော့เนาะဒီ detail လေးတွေတွေ့လာပြီပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်တို့ analysis တွေကိုပြန်ပြီးတော့ review ပြန်လုပ်တယ်တချို့ဟာတွေအစ်စ်ပြန်ပြီးတော့ reflect လုပ်တင်တဲ့ဟာတွေ reflect လုပ်တယ်ပေါ့နော်အဲ့လိုလုပ်ရင်းနဲ့ကျွန်တော်တို့ရဲ့ဒီ hot pick လို့လည်းပြောလို့ရတယ်ပေါ့နော်ကျွန်တော်တော်တော်လေး heavily invest လုပ်တဲ့ထဲမှာပါတယ်ဒီ ina ပေါ့နော် ethina နဲ့ပတ်သက်လို့အာဒါ analysis တစ်ချက်ပြန်ပြီးတော့ကျွန်တော်လုပ်ပေးလိုက်တယ်ပေါ့နော်နောက်တစ်ချက်ကကျွန်တော်တို့ပါရှိမလဲဆိုတဲ့အခါကျတော့အဲ့ဒီ ethina ညာနဲ့ပတ်သက်လို့ပေါ့နော်ကျွန်တော်တို့ဒီမှာသူ့ကိုကျွန်တော်တို့ဒီ stake လုပ်ထားတာရှိတယ်ပေါ့နော်အဲ့ဒါတွေကအခုဆိုအီဒီနာက season 3ပြီးသွားပြီးတော့အခု season 4ကိုရောက်နေပြီပေါ့နော်ဒါပေမဲ့တချို့အဲသူတွေကကျွန်တော်တို့ဒီ season 3တုန်းကပေါ့နော်ရထားတဲ့ inner token တွေကို claim မလုပ်မိသေးမှာဆိုတဲ့အတွက်ကြောင့်ကျွန်တော်ဒီနေ့ပြန်ချင်းနဲ့ကျွန်တော်လောက်တော့ ရိုက်ထားခဲ့ screen shot လေးပြန်မြင်တော့မှကျွန်တော်အဲ့ video လေး create မလုပ်ရသေးတာတတိသွားရတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်လို့ကျွန်တော်အဲ့ကောင်လေးကိုမလုပ်ပေးမလဲဆိုတဲ့အခါကျတော့နောက်ကျွန်တော်အဲ့ကောင်လေးကိုအရင်ပြောလိုက်မယ်ပြီးမှ ina ရဲ့ technical analysis ကိုတွားမယ်ပေါ့နော် okay အဲ့တော့ကျွန်တော်တို့ကထုံးစံအတိုင်းပဲပေါ့နော်ဒီ ina ကိုကျွန်တော်တို့ stake လုပ်တယ်ဆိုရင်သူ့ရဲ့တကယ် official website မှာတွားပြီးတော့ကျွန်တော်လုပ်ကြတယ်အဲ့ဒီအကောင်ရှာခြင်းနဲ့ဆို Binance ရဲ့ကျွန်တော်တို့ဒီ Binance wallet ပေါ့နော်အရင်တော့ web3 wallet bank မှာကျွန်တော်တို့ဒီ discover ဆိုတဲ့ tab လေးရှိမယ် အဲ့ဒီ discovery မှာကျွန်တော်တို့ကတော့ပြောမယ်ဆိုရင် d apps pack ကိုတွားလိုက်ပြီးတော့ဟိုနေရာမှာ ethernet လို့ရိုက်ထည့်လိုက်တယ်ဆိုရင်ကျွန်တော် ethernet ရဲ့တကယ် website လေးကြာလာလိမ့်မယ်เนาะအဲ့ဒီကနေပြီးတော့ကျွန်တော်တို့ဒါ ethernet ကိုနှိပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့ ethernet ရဲ့ကိုရောက်သွားမယ်ရောက်သွားတဲ့အခါမှာကျွန်တော်တို့ဒီမှာ wallet ကို connect မလုပ်ရသေးဘူးဆို connect wallet လို့ပေါ်နေလိမ့်မယ်အဲ့ဒါကိုကျွန်တော်တို့ရဲ့ Binance Wallet နဲ့ချိတ်လိုက်ပေါ့နော် Binance Wallet နဲ့ချိတ်လိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီဒီလိုမျိုးလေးဖြစ်သွားလိမ့်မယ်ကျွန်တော်ကတော့ဒါ Wallet ချိတ်ထားပြီးသွားပြီပေါ့နော်အဲ့တော့ Ethereum ဆိုရင်ကျွန်တော်ပြောခဲ့ဘူးသလိုပေါ့နော်လောလောဆယ်မှာဆိုရင်ကျွန်တော်မှဒေါ်လာ1000ကျော်ဘိုးလောက်ကျန်နေအခုတန်ချေးနေပေါ့နော် Ethereum Token ကကျွန်တော်မှ total ဘာလောက်ရှိတယ်ဗျာ3300 3400လောက်ရှိတယ်ပေါ့နော်အဲ့ဒါ launch pool ကနေကျွန်တော်ရခဲ့တဲ့ဟာတွေကိုပဲတောက်လျှောက်ထားဒီထဲမှာလာပြီးတော့ထည့်ပြီးတော့ stake ပြန် stake ထားတာပေါ့နော်အဲ့တော့ဒါဘာပဲပြောပေါ့နော်အခုလို့ဈေးအကျဆုံးဆိုတဲ့အချိန်မှာတော့ဒီလောက်ကျန်နေ ေသေးတယ်ဆိုတော့ဒါအခု2025ဆိုတော့2028 2030ပေါ့နော်ကျွန်တော်ဒီကောင်ကလောင်းထန်းခိုင်သွားမှာဆိုတဲ့အခါမှာဒါအများကြီးမျောလင်းလို့ရသေးတယ်ဆိုတဲ့သဘောပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့က season 3ကို claim လုပ်မယ်ဆိုရင်ဟောဒီညာဘက်အပေါ်ဆုံးတောင်းပါဟောဒီအဆက် 30เนาะကျွန်တော်တို့ဒီဘားချောင်းလေး3ချောင်းရှိရပါเนาะအဲ့ဒီ menu လေးကိုတစ်ချက်နှိပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာ menu box လေးကြာလာမယ်အဲ့ဒီမှာကျွန်တော် claim ဆိုတဲ့အကောင့်လေးရှိတယ်အဲ့ဒီ claim ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်တယ်ဆိုရင်เนาะဒီ liquefy ပေါ့ liquefy ဆိုတာကကျွန်တော်တို့ဒီ allocation ကိုသူတို့ တင်ထားတဲ့ဟာပေါ့ကျွန်တော်တို့ရဲ့ဒီ address wallet နဲ့မှန်ကန်နေဆိုရင်သူ smart contract လုတ်ပေးတာပေါ့နော်ဒီ liquefier စစ်ပေးမယ် okay ဒီ wallet ပိုင်ရှင်လာထုတ်တယ်ဆိုရင်ဒီလောက်လောက်ပေးလိုက်ဆိုပြီးတော့ဒါသူတို့ပေးထားတဲ့နေရာပေါ့နော်အဲ့တော့အဲ့ smart contract ကိုသွားဖို့အတွက်ဆိုကျွန်တော်တို့ liquefier မှာ ethereum season 3 airdrop စာရှိတယ်ကျွန်တော်တို့တကယ်လို့များ season 2က airdrop ဒီ market claim ရသေးဘူးဆိုရင်လည်းဒီမှာသူကသွားလို့ရတယ်ကျွန်တော်တို့ကတော့ season 2ကအကုန် claim ထားပြီးသားအဲ့တော့ season 3က horizon နေရာလေးကိုနှိပ်လိုက်တယ်အဲ့လိုနှိပ်လိုက်တယ်ဆိုကျွန်တော် liquefy နဲ့ကိုရောက်သွားမယ်ပေါ့နော်အဲ့တော့ရောက်သွားမယ်ဆိုရင်ထုံးစံတိုင်းနဲ့ ကျွန်တော် wallet ကို connect ပြန်ပြီးတော့ချိတ်ခိုင်းနေပေါ့နော်အဲ့တော့ wallet wallet ဆိုတာကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်အဲ့လိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီအသုံးပြုမဲ့ wallet ပေါ့အဲ့ဒီအသုံးပြုတဲ့ wallet ကဒါကျွန်တော်တို့အမြဲတမ်းเนาะကျွန်တော်တို့ရဲ့ wallet address ပဲဖြစ်ရမယ်အဲ့တော့ Binance wallet ဆိုပြီးတော့ကျွန်တော်ဒီကောင်နှိပ်ပြီးတော့ချိတ်ရမယ်အဲ့ဒီမှာမှလေအရန်အသုံးမပြုတာကြာနေတဲ့လူတွေဆို Binance wallet မဟုတ်နေဘဲနဲ့သူကဘာတွေဖြစ်နေနိုင်လဲဆိုတဲ့အခါကျတော့ web3 wallet ဆိုတဲ့အရင် version အဟောင်းဖြစ်နေနိုင်တယ်အဲ့ဒါဆိုရင်အဲ့ဒီကောင်လေးကျွန်တော်တို့ ပြန်ပြီးတော့ဟိုဘက်မှာ clear cash လုပ်ပြီးတော့မှ Binance wallet ပြန်ပေါ်လာအောင်လုပ်ပြီးတော့မှဒီ Binance wallet အနေနဲ့ပြန်ချိန်မှရမယ်ထင်တယ်ကျွန်တော်အမြင်ပြောတာပေါ့နော်ကျွန်တော်ကတော့အမြင်သုံးနေချာဆို Binance wallet လို့ပေါ်တယ်အဲ့တော့ Binance wallet ကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်အဲ့လိုနှိပ်လိုက်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကကိုယ့်ရဲ့ဒီမှာဘယ်လောက်ရမလဲဆိုတာသူတမပေါ်နေလိမ့်မယ်ပေါ့နော်ကျွန်တော်ကတော့ season 3မှာအားလုံးပေါင်း 0.24 million လောက်မှာသူဘယ်လောက်ပေးလဲဆိုတော့ကျွန်တော်ကို ina က s ina ပေါ့เนาะသူတို့ security ဘိုင်းဆိုင်ရာ upgrade လုပ်ထားပြီးသား s ina 480လောက်ရတယ်ပေါ့เนาะဒါအခု ကျွန်တော်တို့လက်ရှိပေါက်ဈေးနဲ့ဆိုရင်180-180ဒေါ်လာဘူးလောက်ရတယ်ပြောလို့ရတယ်တကယ်လို့ဒါပေါ့နော်အရင်လိုအီနာကတကြက်ခွဲတို့တကြက်တို့ပြန်ဖြစ်သွားတယ်ဆိုရင်ဒါဒေါ်လာ900ဒေါ်လာ850အဲ့နှုံးလောက်ကိုရောက်သွားမှာဆိုတော့ဒါဘာပဲပြောပြောပေါ့နော်ဒါဟို passive income တစ်ခုအနေနဲ့ကျွန်တော်ကတော့တမာအစီဝါနဲ့ရတဲ့ငွေဆိုရင်အရန်တန်မှုထားတယ်ဒါကိုယ့်ရဲ့ passive income တစ်ခုအနေနဲ့ဒါဒီလောက်ဝင်လာတယ်ဆိုတာဒါမစိုးဘူးပေါ့နော်အဲ့တော့ claim token ဆိုတာကိုနှိမ့်မယ် token ကို claim လုပ်တဲ့အခါမှာကျွန်တော်တို့အဲ့ liquid fine ကနေကျွန်တော်တို့ရဲ့ wallet ထဲ ို့ရွှေ့တဲ့အတွက်ကြောင့်မို့ transaction fees ပေါ့နော် gas fee ရှိတယ်အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်တို့က ဒီ market fee ပေါ့နော်သူကတော့ ethereum ရဲ့နော် blockchain ပေါ်မှာတည်ထားတာဆိုတော့ကျွန်တော်တို့ transaction fee gas fee ဒီ eth နဲ့ပဲဖြစ်လိမ့်မယ် ethereum ပေါ်က eth ဖြစ်ရမယ်တခြား network တွေပေါ်က eth ဖြစ်လို့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်ကတော့အမြဲလိုလိုသုံးပြနေရဆိုတော့ ethereum ပေါ်က eth ရှိတယ်အဲ့ဒါနဲ့ဆိုရင်ကျွန်တော်တို့အခုချိန်မှာဆိုတော့3ဒေါ်လာလောက်ပေးရတယ်ပေါ့နော် okay အဲ့ဒါရှိပြီးသားဆိုတော့ကျွန်တော်ကတော့ confirm နေမယ်မရှိသေးတဲ့သူဆိုရင် ethereum ပေါ်က eth ကို ကိုဘယ်လောက်ကုန်မလဲဆိုတာကိုနည်းနည်းလေး ပေါင်းပြီးတော့ဖြည့်ဖို့လိုတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ480เนาะ SE နာကိုနောက်ရွှေ့ဖို့အတွက်ကို confirm လုပ်လိုက်ပြီပေါ့နော်အဲ့လို confirm လုပ်ပြီးသွားပြီဆိုရင်သူက transition ကခဏလေးပါပဲခဏလေးနေတယ်ဆို transition complete လို့ပေါ်လာမယ်နောက် can track ကို succeeded လို့ပေါ်လာမယ်ဒါဆိုရင်ဒါကျွန်တော်ရဲ့ wallet ထဲကိုရောက်သွားပြီဆိုတဲ့သဘောပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ inar ထဲကိုရောက်သွားပြီဆိုတဲ့သဘောပေါ့နော်အဲ့တော့ Binance wallet ရဲ့ဒီ inar ထဲမှာကြီးလိုက်မယ်ဆိုရင်ခုနတုန်းကဆိုရင်ကျွန်တော်တို့ဘလောက်ပဲရှိလဲဆိုတော့ဆက်ဆကြင်တော့ဆိုကျွန်တော်ဒီမှာကြီးလိုက်ရင်မြင်ရလိမ့်မယ်1100ကျော်လောက်ဖိုးလောက်ပဲရှိတယ်အခုဆိုရင်ဘလောက်ဖြစ်သွားပြီလဲဆိုတဲ့အခါကျတော့ ခုနကအကောင်လေးဝင်လာပြီဆိုတော့1300ကျော်လောက်ဒေါ်လာ1300ကျော်ဘူးလောက်ဖြစ်သွားပြီအဲ့ဒီမှာမှတွေ့လား lock လုပ်ထားတာကအဲ့ဒီအစ်စ်ဝင်လာတဲ့ကောင်လေးကို lock မလုပ်ရသေးဘူးအဲ့တော့ balance ကတလောက်ရှိနေတယ် lock လုပ်ထားတာတထောင်ကျော်ဘိုးပဲရှိသေးတယ်ဆိုရင်ကျွန်တော်တို့ဒီဘေးနားမှာ lock စွာလေးကိုတစ်ချက်နှိပ်လိုက်ပါအဲ့ဒါဆိုအစ်စ်ရောက်လာတဲ့ကောင်လေးကိုကျွန်တော်တို့ဒီမှာ အောက်ကဘာလေးတွေရောက်သွားမယ်ရောက်သွားရင်ကျွန်တော်တို့ hori acina ဆိုတဲ့အောက်မှာ max ဆိုတာလေးရှိတယ်အဲ့ဒီ max ဆိုတာလေးကိုနှိပ်လိုက်ရင်ခုနကဝင်လာတဲ့480.6 acina ကိုပါကျွန်တော်တို့တစ်ခါလေး lock ခဲ့မယ်ပေါ့နော်အဲ့လို lock လုပ်ခဲ့တယ်ဆိုရင်ကျွန်တော်တို့ဒါ season 4အတွက်ပါ reward point တွေရနိုင်မယ် season 4ပြီးသွားပြီဆိုရင်ကျွန်တော်တို့အခုလိုပဲတစ်ခေါက်ပြန်ပြီးတော့ကျွန်တော်တို့ဒါ claim လုပ်ရမယ်ပေါ့နော်အဲ့ဒီလိုမျိုးကျွန်တော်ဒီမှာဆိုရင် confirm နှိပ်ပေးလိုက်ပေါ့နော်အဲ့လို confirm နှိပ်ပေးလိုက်မယ် confirm လုပ်တဲ့အခါမှာလေကျွန်တော်တို့ဒါဒေါ်လာကျော်ကျော်1.65ဒေါ်လာလောက်တော့ကုန် မယ် Ethereum ဘဝနော်ကျွန်တော်တို့ဒီ EDA ရှိရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့နှစ်နေရငွေကုန်နေမယ်နော် liquid fine ကနေပြီးတော့ကျွန်တော်တို့ရဲ့ inner တွေကိုထည့်တာတစ်ကြိမ် inner ကို lock လုပ်တဲ့အခါမှာတစ်ကြိမ်အဲ့ဒီနှစ်ကြိမ်အတွက်လောက်ကိုမှန်းကြည့်နေကျွန်တော်တို့ Ethereum ဘဝနေပြီးတော့ inner ကိုထည့်ထားရင်ရလိမ့်မယ်ပေါ့နော်အဲ့တော့ confirm ကိုတစ်ချက်နှိပ်လိုက်ရင်ကျွန်တော်ဒီမှာ lock successful ဆိုရင်အားလုံးပြီးသွားလိမ့်မယ်ပေါ့နော်ဒါလေးကတော့ကျွန်တော်တို့ဒါဟို ဣတီနာကိုကျွန်တော်တို့ stake လုပ်ထားပြီးတော့ season 3အတွက် reward မ claim ရသေးတဲ့လူတွေ claim လုပ်လို့ရအောင်ကျွန်တော်တခါရေအရင်နော်ကြိုပြီးတော့ပြောပေးလိုက်တာဖြစ်တယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ကတစ်ချက်ပေါ့နော်။သွားအောင်။အဲ့တော့ကျွန်တော်တို့ဒီမှာကဒီဣတီနာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီမှာဣနာနဲ့ပတ်သက်ရင်သူ့ရဲ့ တစ်ချက်ပေါ့ဘာသွားတွေ့ရမလဲဆိုတဲ့အခါကျတော့ ina က तू listing လုပ်ခဲ့တဲ့အချိန်တုန်းကနော် तू က listing price tag ကိုကြော်ပြီးတော့တော်တော်တက်ခဲ့တယ်အဲ့ဒီတုန်းက तू ရဲ့ all time high ကဘယ်လောက်လဲဆိုတော့1.5ပေါ့ဗျာခပ်ကြမ်းကြမ်းပြောရင်1.5ကို तू တက်ခဲ့တယ်အဲ့ဒါပြီးတော့ပြန်ကြလာတယ်ပြန်တက်ခံနီးမှာကျွန်တော်တို့ဟောရီမှာတွေ့လား inverted head and shoulder ပေါ့နော် head and shoulder bottom ထိုင်ပြီးတော့သူတက်သွားတယ်ဒီတစ်ခေါက်မှာတော့1.5အထိမတက်နိုင်ခဲ့ဘူးကျွန်တော်တို့ဒီမှာ1.3လောက်အထိတက်နိုင်ခဲ့တယ်ပေါ့နော်အဲ့တော့1.5နဲ့1.3ကိုကျွန်တော်တို့ဆွဲထားတဲ့ trend line တစ်ခုဒီဒါ inner မှာ inner မှာရှိလာပြီအဲ့ဒီ trend line ကဒါနောက်ပိုင်းအလုတ်လုတ်တော့မှာလာဆိုတဲ့တန်တရားကျွန်တော်တို့အကြီးထားရမယ့်နေရာပေါ့နော် okay အဲ့တော့ဒီတစ်ချိန်မှာလဲထုံးစံတိုင်း inner ကသူ့ရဲ့ buy the dip zone ဖြစ်တဲ့နော်ဒီ first time တော့ buy the dip က0.2မှာဖြစ်ခဲ့ပြီ ီးတော့ဒီတစ်ချိန်မှာတော့အဲ့ဒီကောင် respect ပေးပြီးတော့ तू အဲ့အောက်ကိုတော့ तू under shoot လုံး over shoot လုံးဝမလုပ်ဘူးကျွန်တော် under shoot ပဲလုပ်သွားပြီးတော့0.25ဒီဒီတစ်ခေါက်ရဲ့ဒါ buy buy the dip ဖြစ်သွားတဲ့သဘောမျိုးယူဆရတယ်ပေါ့နော်အဲ့တော့အရင်တစ်ချိန်မှာတော့ကျွန်တော်တို့က buy the dip က0.2ဒီတစ်ချိန်မှာတော့ buy the dip က0.25လို့ပြောလို့ရတယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ကဒီ crypto ကို invest လုပ်တာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော် trade လုပ်တာပဲဖြစ်ဖြစ်မှာအရန်အရေးကြီးတဲ့ concept တစ်ခုရှိတယ်။အဲ့ဒါဘာလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီတော်တော်များများလူတွေကဘာလို့ရှုံးလဲဆိုတော့သူတို့အစောဆုံးဆိုတဲ့ဟာကိုအရန်ဝင်ခြင်းတယ်။နောက်အစောဆုံးဆိုတာဝင်ခြင်းတယ်ဆိုလိုတဲ့သဘောပါဗျာ။ Okay ဒါ0.2မှာနော် buy the dip ဖြစ်ခဲ့တယ်0.25မှာ buy the dip ဖြစ်ခဲ့တယ်။ဟာငါ0.25မှာမရခဲ့ဘူးဆိုရယ်စိတ်ပေါ့နော်။ကျွန်တော်တို့ investor အများစုကဘာကြောင့်ရှုံးတာလဲဆိုရင်အဲ့ဒီစိတ်ကြောင့်ရှုံးတာ။ တကယ်တမ်းရှင်းရှင်းလေးဗျ။တော့ကျွန်တော်တို့တကယ် trader တယောက် investor တယောက်အတွက်အရေးကြီးဆုံးကနော်ကျွန်တော်တို့အတန်ဆုံးဈေးနဲ့အစောဆုံးရဖို့မဟုတ်ဘူး။နော် trend တစ်ခုကကြာပြီ hey ဆိုလဲကြာပြီ ha ဆိုတာတည်ကြဖို့ဥမာဓမ္မတော်ကဆိုကြာကန်ဒီမှာသူ double top တည်ချပြခဲ့တယ်။နော် hori neckline ကိုချိုးတယ်။အဲ့ချိုးတဲ့ neckline တွေ့လား retest ပြန်လာပြီးမှဆင်းလာ။နော်အဲ့တော့ဒီကောင်ကဒီနေရာကနေဆင်းပြီဆိုတော့ဟိုကအဲ့ဒါဒီဒါအနည်းဆုံးတော့ အောက်ကိုကျွန်တော်တို့ဒါတဆတော့သွားပြီဆိုတာကိုမှန်းလို့ရတယ်အဲ့ဒီလိုမျိုးပေါ့နော်ဒါအောက်ကို bearish ဖြစ်တော့မယ်ဆိုတာကိုတေချာတဲ့အချိန်မှာရောင်းဖို့ဝယ်ပြီးဆိုရင်လည်းကျွန်တော်တို့ကတက်တာတကယ်တေချာပြီဆိုတဲ့အချိန်မှာဝယ်ဖို့ကပိုအရေးကြီးတာအစောဆုံးမှာကျွန်တော်တို့အတန်ဆုံးဈေးနဲ့ရဖို့ဆိုတာအင်မတန် risky ဖြစ်တယ် market ဒီအဲ့ဒီအချိန်မှာဝယ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့တော်တော်များများ ကျွတ်သွားရင်တော့ဟုတ်တယ်နည်းနည်းလေးပိုရတာမှန်ပေမဲ့မကျွတ်သွားဘဲနဲ့ဆက်စင်းသွားရင်ကျွန်တော်တို့ခံရတဲ့ဟာအရင်များတယ်ပေါ့နော်အဲ့ဒါကိုတစ်ချက်ကျွန်တော်တို့သတိထားစေချင်တယ်ပေါ့နော်โอเคအဲ့တော့ဒီတစ်ချိန်မှာ inner နဲ့ပတ်သက်လို့ပေါ့နော်ကျွန်တော်တို့ data technical analysis ဆိုရင်ဘာတစ်ချက် inner ကိုကျွန်တော်တို့ခေါင်းထဲထည့်ရအောင်လဲဆိုတော့ inner မှာက harmonic ပေါ့နော် market တွေကအမြဲတမ်းလို့လို့ harmonic ဖြစ်လေရှိတယ်ဆိုလိုတဲ့သဘောကကျွန်တော်တို့ကသူ့ရဲ့ pattern တွေကိုသူကအချိန်ချင်းအကျင့်အချိန်ချင်းပြန်လုပ်လေရှိတယ်ဥမာဒီမှာတော့က तू ပတ်တံဖော်ပြီးတော့တက်တယ် head and shoulder bottom နဲ့တက်တယ်ဒီတစ်ချိန်မှာကြတော့ကျွန်တော်တို့ပြောမယ်ဆိုရင်ဒါကကျွန်တော်တို့ W reversal ခေါ်တာပေါ့နော်အဲ့တော့ W shape ကအသေးတစ်ခုအကြီးတစ်ခုကျွန်တော်တို့ inner မှာစကားတွေထည့်ပြောရလိမ့်ပထမတစ်ခုကတော့အခုလောလောဆယ်သူ bottom လို့ထိုင်လိုက်တဲ့ဟောဒီ W shape ပေါ့အခု W shape ဖြစ်သွားပြီနောက်တစ်ခုကကျွန်တော်တို့ဒီအကြီးထိုင်ထားတဲ့ inner ရဲ့ W pattern ပေါ့အဲ့ဒီ W pattern ကအလုပ်ဖြစ်သွားတယ်ဆိုရင်ထုံးစံနိုင်냐 ပက်တန်ကြီးရဲ့သဘောတရားအရာဟောရီအကောင်နဲ့ဒီရဲ့ရှားရရတဆပေါ့နော်အဲ့ဒီအတိုင်းအပေါ်တဆဆိုတော့ဒီတစ်ချိန်မှာအီနာကဒါပြောမယ်ဆိုရင်ကျွန်တော်တို့ဒီအရင်တော့က1.3လို့1.5လို့မဟုတ်ပဲနဲ့နှစ်ဆဆိုအရန်ခက်ကြမ်းကြမ်းပြောလိုက်ရင်ညာ2ကြော်ကြော်ပေါ့2နဲ့3ရှားလောက်ကိုအီနာဒီတစ်ချိန်မှာဒီ trend line ကိုကြော်နိုင်နေဆိုရင်ရောက်သွားနိုင်နေပေါ့နော်အဲ့တော့အီနာရဲ့အနာဂတ်ရေရှည်အလားလာဒါတော်တော်ကောင်းတဲ့ထဲမှာပါတယ်လို့ပြောလို့ရတယ်။ Okay အဲ့တော့ technically ကျွန်တော်တို့အဲ့ W အသေးလေးပေါ့နော် W သေးလေးဖြစ်ပြီဆိုတဲ့နေရာမှာကျွန်တော်တို့အတွက်ကစဉ်းစားရမှာနှစ်ချက်ပဲရှိတယ်เนาะတကယ်လို့ကိုကဝယ်မယ်ဆိုရင်ကျွန်တော်တို့ conservative အနေနဲ့ဝယ်မလား aggressive ဝယ်မလားပေါ့เนาะ Okay ဒါဆိုရင် aggressive မှုနဲ့ကျွန်တော်အရင်စပြောလိုက်မယ် aggressive မှုနဲ့ဆိုရင်ကျွန်တော်တို့ကဘယ်နေရာတွေကိုအလေးထားရမလဲပေါ့เนาะအဲ့တော့ကျွန်တော်တို့ရှင်းရှင်းလေးပဲဗျဒီမှာကလောလောဆယ်မှာကဟောဒီနေရာဒီ resistant နော်အဲ့တော့ resistance ဆိုတော့ကျွန်တော်အမြဲတမ်းသိနေကြအတိုင်းပဲကျွန်တော် horizontal support and resistance reversal phenomena ရဲ့သဘောတရားအရ every broken resistance tends to become a new support ဆိုတော့ဟောဒီနေရာက support အနေနဲ့အလုံးလုံးလာနိုင်လားဆိုတာအဲ့ဒါအရေးကြီးတယ်အလုံးလုံးဖို့အရေးကြီးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကတကယ်ဒီ by the dip ဖြစ်ခဲ့တဲ့0.25နေရာနောက်ပြန်မလာဖို့အတွက်ဆိုဒီကောင်ကအလုံးလုံးဖို့လိုတယ်စပြီးတော့ပေါ့နော်ဒီကောင်ကစအလုံးလုံးဖို့လိုတယ်နော် နောက်တစ်ချက်ကကျွန်တော်တို့ဘာရှိလဲဆိုတဲ့အခါကျတော့ဒီကောင်းကိုကျွန်တော်တို့ဆွဲကြည့်မယ်ဆိုရင်ပေါ့နော်ကျွန်တော်ဒီမှာ parallel channel လေးတစ်ခုဆွဲလိုက်မယ်เนาะ okay okay เนาะ အဲ့တော့ဒီ channel ရဲ့သဘောတရားအရာဆိုတွေ့လား तू ကဒီမှာ descending channel ဖွဲ့ခဲ့တယ်နော် channel ဖွဲ့ပြီးသွားတဲ့အခါမှာ तू ဒီ channel ကိုလောလောဆယ်မှာ breakout အပေါ်လှုပ်သွားခဲ့ပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာကြည့်လိုက်ရင်လည်း volume နေရာလည်းတည်တာလာပြီတဖြည်းဖြည်းနဲ့ဟောဒီမှာ volume ဝင်နေဒီနေ့မှာ battle sign နေပေါ့ solo တဲ့သဘောကကျွန်တော်တက်ဖို့ကြိုးစားတဲ့အချိန်မှာကြံနေတဲ့အယောင်အင်အားတွေကကြီးကြီးမားမားဝင်နေ အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့အဝဲနဲ့အယောင်းနဲ့ battle sign သွားတဲ့အတွက်ကြောင့်မလို့ဒီ volume ကကျွန်တော်တို့ဝဲ volume မဟုတ်ဘူး battle sign နဲ့ volume เนาะအဲ့ဒီ volume ကဒီမှာအယောင်းဝင်ပြီးနောက်နှိပ်မှာတွေ့လားတို့ကတက်သွားတယ်ဆိုတော့ solo တဲ့သဘောကအဲ့ဒီမှာရောင်းခဲ့တဲ့သူတွေအကုန်လုံးကနောက်နှိပ်မှာထပ်မရောင်းနိုင်တော့အဝဲကနိုင်သွားတယ်ဆိုတဲ့သဘောပေါ့เนาะအဲ့ဒီအတွက်ကြောင့်မလို့ဒီ channel ကလည်းဒါက breakout ဖြစ်သွားပြီဆိုတော့ဒီ resistant line က support အနေနဲ့အလုပ်လုပ်ဖို့အတွက်လိုအပ်တယ်ပေါ့เนาะအဲ့တော့ ina ရဲ့သူ့ရဲ့သဘောတရားအရာတော့ तू က အနေလေးအောက်ကိုထပ်ပြီးတော့ဝင်ခြင်းလဲဝင်လာနိုင်တယ်ဒါသူ့ရှေ့မှာဖြစ်ခဲ့တဲ့ဟာလေးကိုတစ်ချက်ကြည့်လိုက်ရင်တွေ့လားအဲ့အတွက်ကြောင့်မလို့တေချာရာကတော့ကျွန်တော်တို့ကဒီကောင်ဒီတကယ်တက်မယ်ဆိုရင်ပြောနိုင်တာတကူက0.25ရဲ့အောက်ကိုတော့ဆင်းလို့မရတော့ဘူးเนาะ0.25ရဲ့အောက်ကိုတော့ဆင်းလို့မရတော့ဘူးအဲ့တော့ nearly ပေါ့เนาะကျွန်တော်တို့အကောင်းဆုံးကတော့ horizontal resistance support ဖြစ်တာတို့ horizontal เนาะ channel resistant support ဖြစ်လာတာတို့အဲ့ဒီနေရာဒီမှာကောင်းကောင်းမွန်မွန်အလုပ်လုပ်ပြီး rejection ပေါ့เนาะကျွန်တော်တို့ rejection ဆိုတာ hammer တို့ bullion galvin တို့เนาะပြီးတော့ long leg doji ကိုမှ volume နဲ့တို့အဲ့လိုကောင်းနေကိုကျွန်တော်တို့ကဘာလုပ်ရအောင်မလဲဆိုရဲအခါကျတော့ဒီ area ဒီမှာတစ်ချက်ရှာရတော့မှာပေါ့เนาะတကယ်လို့ကိုကအရန်ကိုမှ conservative ဖြစ်ချင်နေဆိုရင်တော့ horizon တစ်ခုလုံးပေါ့ဘာဖြစ်လို့ဒီနေရာမှာကျွန်တော်တို့ကြည့်မယ်ဆိုမြင်ရလိမ့်မယ်ဗျဟောဒီမှာ initial ဟောဒီမှာ strong ဒီမှာ key ဆိုတော့အဲ့ဒီ zone ပေါ့เนาะ0.45 ဟိုရီ resistance ဆိုရင်းတစ်ခုလုံးပေါ့ဗျာခက်ချမ်းချမ်းပြောရအောင်တော့0.45တို့0.5တို့ကိုเนาะသူ break out လုပ်ပြီးတကယ်တက်ပြီဆိုတဲ့အချိန်ကြာမှာဝင်မယ်ဆိုရင်လည်းနောက်တော့မကြောက်ဘူးเนาะအဲ့တော့ကျွန်တော်တို့ကစဉ်းစားရမှာကဟိုရီ0.25အောက်လောက်ကိုပေါ့เนาะကျွန်တော်တို့ဒါကျွန်တော်တို့ဒီဒီအောက်ကိုတကယ်ထပ်ဆင်းပြီဆိုရင်တော့ကျွန်တော်တို့ဒါ နော်အရှုံးခံရလိမ့်မယ်အဲ့ဒီဝယ်ထားတဲ့ပမာဏကိုပေါ့နော်ကိုအလောက်ကိုရှုံးခံနိုင်လားဆိုတာကိုတွေးပြီးတော့ကျွန်တော်တို့ conservative ပေါ့နော်ဒီ zone နေမှာဝယ်မယ်ဆိုရင်တော့ကျွန်တော်တို့0.3လောက်ပေါ့နော်ခက်ချမ်းချမ်းပြောရင်တော့အဲ့ဒီလို zone ပေါ့နော်ကျွန်တော်တို့အခုဒီအောင်နာလေးအဲ့ဒီနားလေးမှာဝယ်မလားဆိုတာကို aggressive အနေနဲ့စဉ်းစားလိမ့်မယ်ပေါ့နော် okay အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီတစ်ချက်ပေါ့နော်အီနာနဲ့ပတ်သက်လို့ကတွားမယ်ဆိုရင် तू ကဘယ်လိုနေရာတွေတွားနိုင်လဲဆိုတော့ကျွန်တော်တို့ဒီအီနာမှာ အရေးကြီးဆုံးကတော့နော်သူလှုပ်လှုပ်ခဲ့တဲ့ဒီ0 point နော်ကျွန်တော်တို့ဒီ79လောက်ပေါ့နော်0.79ဆုံးလောက်ရှိပြောခက်ချမ်းချမ်းပြောရင်တော့0.8ပေါ့ဗျာနော်ကျွန်တော် technically ပြောရင်တော့အရင် support ဖြစ်ခဲ့ပြီးတော့ resistant လည်းဖြစ်ခဲ့တဲ့ဒီကောင်ကအလုံးလှုပ်လိမ့်မယ်နော်နောက်တစ်ချက်ကကျွန်တော်တို့ဘာရှိမလဲဆိုတဲ့အခါကျတော့ hurry trend line ပေါ့ကြံတာကတော့ဂျာမှာဒီနေရာလေးတွေ resistant အနေနဲ့အလုံးလှုပ်မယ်ဒီနားတွေ follow ဝင်ထားတဲ့ကောင်ဒီကောင်နော်အဲ့ဒီနားမှာဒီနေရာ အဲ့ဒီနေရာတွေကတော့အလုံးလောက်ကောင်းလုံးလိမ့်မယ်ဒါပေမဲ့အကျယ်ကြီးပြောဆိုရင်တော့ကျွန်တော်တို့ရှင်းတယ်။နောက်အဲ့ဒီ0.79အပေါ်က trend line ရည်တည်တာအ ినా သွားနိုင်ကြီးရှိတဲ့နေရာတွေအဲ့ဒီ trend line ပေါ့ကျိုးသွားပြီ1.3ကိုဒီတစ်ခေါက်ကျော်ပြီဆိုရင်တော့ကျွန်တော်တို့အ ినా ကိုနှစ်ထိပ်စီးအနေနဲ့မြင်ကောင်းမြင်ရနိုင်တယ်ပေါ့နော်ဒါအ ినా ရဲ့သွားနိုင်ကြီးရှိတဲ့နေရာတွေကိုကျွန်တော်ကပြောတာပေါ့နော်ဒါ long term အတွက်ပြောတာပေါ့အဲ့တော့အ ినా ကကျွန်တော်တို့ပြောမယ်ဆိုတော့ technically မှာတော့ အရင်တစ်ခေါက်တုန်းကလည်းသူက inverted เนาะကျွန်တော်တို့ head and shoulder ထိုင်ပြီးတော့တက်ခဲ့တယ်လို့ဒီတစ်ခေါက်မှာလည်းလောလောဆယ်မှာသူက w reversal pattern ကိုတော့ထိုင်ထားပြီး breakout လည်းလုတ်ထားပြီးပေါ့เนาะအဲ့တော့ retest ကပြန်လာမှာဖြစ်တဲ့အတွက်ကြောင့်မို့အဲ့ retest area တခုမှာကျွန်တော်တို့ဝယ်မလားစဉ်းစားရမယ်เนาะအဲ့ဒီနေရာမှာတခုတော့ကျွန်တော်တည်တည်ချာချာမှားခြင်းဟာက risk is everywhere ပါနော်ကျွန်တော်တို့ဒီ investment နေလုပ်တယ်ဆိုတာ crypto market ကိုတိုင်းကကိုသူက risky ပါเ เนาะอินเมตันมาโหเนาะ risk and reward เนี่ย risky financial market ဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ကဒီကိုယ်တိုင်ရင်းနှီးမြှုပ်နှံမှုလုပ်တယ်ဆိုတဲ့နေရာမှာနံပါတ်1ကเนาะကျွန်တော်တို့ don't invest more than you can afford to lose ဆိုတဲ့အတိုင်းပဲပေါ့ကိုယ်မှန်တကယ်ဆုံးရှုံးခံနိုင်တဲ့ပမာဏကိုပဲကျွန်တော်ရင်းနှီးတယ် ပြီးသွားတဲ့အခါမှာအဲ့ဒီရင်းနှီးမြှုပ်နှံမဲ့ပမာဏပေါ့နော်2025အတွက် invest လုပ်မဲ့ပမာဏကိုလည်းကျွန်တော် portfolio တည်တည်ချာချာဆွဲထားတယ်။ ina ကိုဘလောက် percentage ဝယ်မယ်ဆိုတာကိုလည်း allocation ပေါ့နော်ခွဲထားပြီးသားဖြစ်တယ်ပေါ့နော်။ပြီးသွားတဲ့အခါမှာ technically ခုနကကျွန်တော်ပြောသလိုပေါ့နော်သူရဲ့တကယ်ဘိုင်းတဲ့ဖြစ်တယ်။နောက်0.2လို့0.25တူမှာ เนาะကျွန်တော်တို့တကယ်လို့များပေါ့เนาะဝယ်မယ်ဆိုရင်ဒါဖြစ်လာနိုင်ကြီးရှိတဲ့ risk ကိုလည်းကိုယ်တိုင်တကယ်လက်ခံနိုင်လို့ဝယ်တာဆိုလိုတဲ့သဘော100%မျက်ကိုမျက်မယ်ဝယ်လိုက်ဆိုတဲ့ဟာမျိုးကျွန်တော်တို့ဒီလောကမှာမရှိဘူးเนาะ technically ကတော့ဒီလိုဒီလိုရှိတယ်เนาะ ina ကဒါကျွန်တော်ဘာကြောင့်မို့လို့ ina ကိုရွေးရဲဆိုတာလဲရှေ့မှာလဲကျွန်တော် video တွေအများကြီးနဲ့ပြောခဲ့ပြီးသွားပြီပေါ့เนาะအဲ့တော့ဒီ zone နေမှာတကယ်လို့ကိုကဝယ်မယ်စဉ်းစားရတယ်ဆိုရင်0.25အောက်ကို body ပိတ်တယ်ဆက်စင်သွားတယ်ဆိုရင်တော့ဒါကကျွန်တော်တို့ investment ဒီအဲဒါကို good investment မဖြစ်တော့ဘူးပေါ့နော်အဲ့လိုသဘောတရား risk ကတော့ရှိမယ်အဲတကယ်လို့ပေါ့နော်ဒီနေရာတွေကို maintain လုပ်နိုင်နေဆိုရင်တော့ ina ကအရင်ဆုံးပဲစုံနေဆိုတော့0.8ပေါ့ဗျာအဲ798ဆိုတဲ့နေရာလောက်ကိုသူပြန်ချင်းကတ်လိုက်မယ် ဒါသူ့ရဲ့ first step အဲ့ဒါပြီးသွားရင်တော့ကျွန်တော်1.5နဲ့1.3ကိုဆွဲထားတဲ့ trend line ဟာသူ့အတွက်တကယ် critical နေရာဖြစ်လိမ့်မယ်အဲ့ဒီနေရာမှာလေကျွန်တော်တို့ဒီနေရာတွေเนาะအဲ့ဒီ trend line တွေမှာလေ salary တွေဒါအများကြီးကိုစောင့်နေလိမ့်မယ်တကယ်လို့များပေါ့เนาะကျွန်တော်တို့က hurry big w သဘောမျိုးနဲ့ဒီကောင်ကြော်သွားခဲ့တယ်ဆိုရင်တော့ကျွန်တော်တို့ဒါ inner ကိုပြောမယ်ဆိုရင်2နဲ့3ကြားပေါ့เนาะ ီနာရဲ့2ဒေါ်လာထိပ်စီးတို့3ဒေါ်လာထိပ်စီးတို့ကိုရေရှည်ပေါ့နော် long term မှာမြင်လာနိုင်တဲ့သဘောတရားတော့ရှိနေတယ်အဲ့တော့ technically အရာကတော့ကျွန်တော်တို့ဒါ inner the ကျွန်တော်တို့ဝယ်မှာလားမဝယ်ဘူးလားဒီ risk ကိုကိုတကယ် responsibility ယူနိုင်သလားဆိုတာဒါကျွန်တော်တို့ technically မေးခွန်းထုတ်လာတဲ့အချိန်ဖြစ်လာပြီပေါ့နော်ဒါပေမဲ့ဟိုကျွန်တော်အနေနဲ့အကြံပြုချင်တာကတော့ဘာကိုစောင့်ဖို့လိုလဲဆိုတော့ rejection ကိုစောင့်ဖို့လိုတယ် rejection ဆိုတာကကျွန်တော်တို့ hammer တို့ bullish engulfing တို့နော်ပြီးသွားတဲ့အခါမှာ long leg တူကြီး with volume လို့เนาะအကောင်းဆုံးကတော့အဲ့ဒီ rejection မှာကျွန်တော်တို့ volume ပါလာရင်အကောင်းဆုံးပေါ့เนาะဒါတွေကိုကျွန်တော်တို့စဉ်းစားရအောင်အချိန်ရောက်ပြီဆိုတာလေးကိုဒါကျွန်တော်အနေနဲ့ပထမဦးဆုံးအနေနဲ့ဒါเนาะ ဒီ sharing လုပ်လိုက်တာဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ ina ရဲ့ဒီနေရာမှာကျွန်တော်ဘာတွေသုံးသပ်သွားလဲဘာတွေစဉ်းစားသွားလဲကြည့်မယ်ဆိုရင်ကျွန်တော်ဒီ2025ခုနှစ်ပေါ့နော်ဒါကတော့ကျွန်တော် project x1 ဆိုရင်တော့ကျွန်တော်အကုန်ပြောထားပြီးသားနောက် lorality landhouse တွေကိုလည်းပြောပြတယ်ပေါ့နော်ကျွန်တော်တို့ဒီ portfolio တွေကတော်တော်များများအကုန်ဆွဲထားပြီးသားအဲ့တော့ကျွန်တော်တို့ရဲ့ဒီ portfolio list ထဲမှာရှိနေတဲ့ crypto တွေတွေက technically တွားကြည့်မယ်ဆိုရင်လေ market အများစုကကျွန်တော်တို့ဒီ ina မှာကျွန်တော်ခုပြောသွားတာအသေးချာသိတယ်ဆိုရင်တခြား market တွေမှာလည်းတွားကြည့်ရင်ဟို ထိုနီးတူပဲပေါ့နော် market ဒီရဲ့ဒီလှုပ်ရှားနေတဲ့ပုံစံလေးတွေကခက်ဆင်ဆင်လေးတွေခက်ဆင်ဆင်လေးတွေဆိုတာကျွန်တော်တို့တွေ့ရပါလိမ့်မယ်နော်အဲ့အတွက်ကြောင့်မလို့ဒီ market တခုတည်းမဟုတ်ဘူးဒါကိုကျွန်တော်တို့ကစိတ်ထဲမှာဘယ်လိုမျိုးပေါ့နော် analysis လုပ်တယ်ဆိုတော့ယူဆောင်သွားတယ်ဆိုရင်တခြား market တွေမှာလည်းအသုံးဝင်မှာမလို့ကျွန်တော်ဒါလေးကိုတော့ public နဲ့ပဲ sharing လုပ်လိုက်တာဖြစ်ပါတယ်အားလုံးတို့အများကြီးကြိုးရှိမယ်လို့ယုံကြည်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်